စမ်းမယ်ငလျင်မုံတိုင်းကပ်ပြီးဘယ်လောက်ပဲဆိုက်ဆိုက်ကျွန်တော်တို့တက်ချုပ်ကြီးကတော့ပရဂန်အင်းလေးတောင်ငူတွေကိုအလေအပတ်မပြတ်ခဲ့တဲ့အပြင် နပါခယမခဌာနချုပ်တွေကြသွားတဲ့အချိန်မှာတော့တခြင်းအစူမပြတ်ဘောလုံးပွဲတော်ကြီးလိုက်သေးတယ်မလားအခုဖလန်းမျိုးရဲ့အင်းတော်မျိုးရဲ့တရက်သေးကိုနှမျိုးကြသွားတဲ့အချိန်မှာ၃ရက်အတွင်းနောင်ချူကို ပြန်သိမ်းမယ်ဆိုတဲ့တဲ့ရင်ဘောမတွေဘက်ကဖွာထားတာအခု ဘယ်သူမှဖင်ကြားတော့မညက်ကြတော့ဘူးအမကတက်ထောက်ခံသူချီထက်လာစေကတော့ပြောရှာတယ်ဒီကောင်သွေးအင်းလုံးအားကြီးတယ်ကွာတဲ့စိတ်မနိုင်ခဲမြအတန်ကြီးနဲ့ပြောသွားရှာတာတဲချုပ်ကြီးကတော့ရှင်းတယ်အောင်မြင်ကြော်ကြားတဲ့သူတွေစီမှာပဲသူရတက်တဲ့လက္ခဏာဖြစ်တဲ့ကိုယုံကြည်ရာကိုပဲဒစိုက်မမတ်လှုပ်ဆောင်ရင်တပ်ဘေးကိုအန်တူးလောကဒဏ်တရားကိုဟားတိုက်နေစေပဲအစိုးရကအကောင်လို့တော့ဆိုရမယ်ဗျာ တက်ထောက်ခံသူတွေအတွက်ဝမ်းသာစရာသတင်းပေါ့အခုဆိုရင်ငလျင်အလူငွေတဲကဒေါ်လာတန်း150ကိုအကြမ်းဖက်ပြည်သူတွေအပေါ်တပ်ဖြတ်ဖို့ဘုံကျဲဖို့လုပ်တော်မယ်ကြံတဲ့အလူငွေတွေကိုတော့တိုင်းပြည်ပြန်လဲတိုးတက်ဖို့အတွက်သူ့သားအောင်ပြေစုံနဲ့ပေါင်းပြီးကုမ္ပဏီထောင်မယ်တဲ့တချုပ်ကြီးကဒီလိုအလူငွေတွေကိုခွဲဝေသုံးဆွဲလိုက်လို့ငလျင်တန်းခန်းစားရတဲ့တက်ထောက်ခံသူတွေကိုတော့ပြန်လဲမကြည့်ဘူးလို့တော့ ပြောကြပါနဲ့ပီသူများငလျင်ဘေးဒဏ်ခံစားရတဲ့အချိန်မှာအကြမ်းဖက်ပီသူတက်ထောက်ခံသူမခွဲခြားပဲတက်ချုပ်ကြီးကအနော်ရထာမင်းဒီယာကြီးတီထားခဲ့တဲ့ရွှေတိန်တော်ဖျားတနည်းအားဖြင့်တက်ကျော်ဖျားမှာအဋိဌံပွဲထိုးရေရရာချီပေးထားပါတယ်ဗျဒီလိုပြောလိုက်လို့မင်းကဘောမှာပဲမင်းကစိမ့်ပိန်လားဆိုပြီးပြောကြပါလိမ့်မယ်ကျွန်တော်လားကျွန်တော်ကတက်ထောက်ခံသူတယောက်လည်းမဟုတ်သလို နီးပိတ်လည်းမဟုတ်ပါဘူးဗျမြန်မာနိုင်ငံမှာနေထိုင်တဲ့တာမန်ပြည်သူတယောက်ပါပဲနေမှာနေတဲ့ကျွန်တော်အဖညောင်ချောင်းမြင့်ဆိုးကြီးကတော့ပြောတယ်ငလင်ဘေးလည်းသူ့ပါတယ်ရေဘေးလည်းသူ့ပါတယ်မအီဘေးကြောင့်အိမ်ပြာကျသွားတဲ့အထဲမှာလည်းသူ့ပါတယ်တဲ့ဘယ်ဗုဒ္ဓမှာလာမကဲသလိုဘယ်ယေရှုကမှလည်းလာမကြည့်ဘူးတဲ့အဲဒါပေမဲ့မြမာပီကခိုင်နှင်းဝေကြီးကတော့တခုခုဖြစ်တိုင်း လာလာကြည့်လာလာလူပြီးတယ်တရာကြောင်းဘာကြီးမြင့်ဆို ကျွန်တော်ကိုဒီလိုပြောကြလိုက်တယ်ဂေါတမဘုရားတို့သခင်ယေရှုတို့နားလိုက်တော့မြမပြီးမှခိုင်နင်းဝေပွင့်နေပြီတဲ့တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဘော့စ်အေဂျင်စာ